ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ရန်ကုန်မန်လေးလမ်းမကြီး58လမ်းနဲ့လေရင်ကွင်းဟောင်းရဲ့ဒါကတော့ဒီငလျင်ရှောင်းစခန်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။တော့ဒီမှာဆိုရင်ဒီအပြောင်းလဲတွေတွေ့ရတယ်ပေါ့လေ။ကျွန်တော်တို့ငလျင်လောက်ပြီးပြီးချင်းမှာဆိုရင်ဒီမှာကျွန်တော်တို့ငလျင်ရှောင်းတဲ့လူတွေအဲမိုးကားတွေနဲ့ဖြစ်တယ်လို့ပေါ့။ပြဲထိုးပြီးနေနေကြတဲ့အနေထားကနေမှအခုမှမြင်နေရတဲ့အတိုင်းပဲမိုးလုံးလေးလုံးဒီရွက်ပြန့်သေးတွေနဲ့ပြောင်းလဲနေနေကြတဲ့အနေထားကိုတွေ့ရတယ်။ ရှေ့မှာမြင်ရတဲ့အဖြူတွေအားဆိုရင်ဒါကျွန်တော်တို့တစ်ချိန်ဒီအတင်းကျွန်တော်အဲဖေအိုတိုကနေဒီမှာလာရောက်စီစဉ်ပြီးပြီးတော့အဲတဲထုတ်ပေးထားတဲ့အနေထားပါခင်ဗျာညာတဲ့အတိုင်းပဲကျွန်တော်တို့ဒီချက်ပြုတ်စားတောက်နေရတဲ့အလူရှင်တွေရှိပေမဲ့လို့ပေါ့ဒါအရင်ကတော့တကြံမတိုင်ခင်ကတော့ဒီမလ20ရက်နေ့ကနေတကြံမတိုင်ခင်အထိအလူရှင်တွေများပြားခဲ့ပေမဲ့လို့ဒီနေ့လေလာနေ့ရက်နေ့မှာတော့ ဒီအလူရှင်တွေအရင်ကတော့မများတော့တဲ့အတွက်ဘွားကိုချက်ပြုတ်စားတောက်နေရတဲ့အနေထားလည်းရှိတယ်လို့ဒီမှာနေထိုင်တဲ့လူတွေကပြောကြပါတယ်အဲ AI desk scan CCTV နဲ့နေရာလေးလုတ်ပေးထားတာကိုတွေ့ရတယ်ခင်ဗျာ။ဟုတ်ဗျာ။မင်္ဂလာပါရှင်။ဟုတ်အမရဲ့နာမည်လေးနဲ့ဒီမှာပေါ့လေ။အမဝိုင်းပြီးတော့အဲတာဝန်ယူလှုပ်ဆောင်ပေးနေတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါအောင်။အဲအမကတော့မိမိနိုင်ပေါ့ဒီမှာ28ရက်နေ့ကနေအမတို့ရောက်တယ်။ လာပြီးတော့လူတဲ့သူတွေကကိုကြီးပါအောင်ဆိုတော့မအားလို့ဒီပေါ်လန်နီယာဖွဲလေးပြစ်သွားတယ်။ခုလောလောဆယ်တော့အဖွဲစည်းလေးကတော့36ယောက်ရှိတယ်။ဟောဟုတ်ကဲ့။အော်ဒီမှာပေါ့လေဟိုမလ28ရက်နေ့ကနေကဝိုင်းကူနေတာလားဗျ။ဟုတ်တယ်။အဲ့နေ့ကနေရောက်တယ်။အဲ့နေ့ကနေကအတွင်းထဲမှာနေရတယ်။နောက်ကျလူများလာတော့လူဦးရေများတော့ကိုထဲမှာလည်းမဆန့်တော့အဆင်မပြေတော့ဒီပလန်ကိုရောက်လာတယ်။ဟုတ်ကဲ့။အခုဒီနေ့မေလ2ရက်နေ့မှာပေါ့လေမ။ဒီမှာပေါ့အခုလောလောဆယ်လူဦးရေဘယ်နည်းလောက်ရှိလဲဗျ။ ခုလောလောဆယ်တော့400ကျော်ရှိသေးတယ်ဒါပေမဲ့ဒီတဝက်လောက်က60တဦးလောက်ကတော့ဒီနေ့နေ့လည်းအထိပြန်ခိုင်းတဲ့ဟာရှိတယ်ဒါပေမဲ့ရက်ဆိုင်နဲ့သူတို့ခက်ခဲလို့9ရက်ဆိုင်10ရက်ဆိုင်15ရက်ဆိုင်အဲ့လိုဟာလေးတွေလည်းကြံသေးတယ်ဟုတ်ဒီမှာဟိုဒီယာယီတဲပေါင်းအောင်အမဘယ်နှလုံးလောက်ရှိလဲလားယာယီတဲပေါင်းအောင်ဒီအပြာတွေကတော့ခုလောလောဆယ်ထွေဥကအလုံး20ချပေးထားတယ်ဒီဥစ္စာတွေကတော့ခုနောက်ထပ်လဲ10လုံးထပ်ချမပြောတယ်ဒီကလည်းအလုံး20နဲ့တွေ့နံပါတ်မတက်ရသေးဘူးဒါတွေကတော့ ဟိုဒါလေးတွေကတော့နံပါတ်တက်ပြီးသွားပြီဟုတ်တယ်လက်ထပ်ပေးဖို့စီစဉ်ရှိသေးတယ်ထွေးဥကဒါနဲ့ဒါနဲ့မျှပြီးတော့15လုံးချပေးမယ်လို့ပြောတယ်အမားတို့ကန်ရလူတွေနဲ့ဟိုဘက်ကကန်နဲ့ပေါင်းဖို့လို့အတွက်ကိုထပ်ချပေးမယ်လို့ပြောတယ်ဟုတ်ကဲ့ဟာမလ28ရက်နေ့ကနေမှလေအခုမေလ2ရက်နေ့ထိပေါ့ဒီမှာလာပြီးတော့နေနေတဲ့အဲဒုက္ခတွေတွေအဲလူကြီးတိုးသွားလားယော့သွားလားဗျအဲခုလောလောဆယ်တော့ဒီနေ့ရစပြီးတော့တော်နည်းနည်းယော့သွားတယ်အရင်ရက်ကတော့ ော်တော်များတယ်ဒါတဖြည်းဖြည်းနဲ့ရော့သွားတဲ့သဘောပေါ့ဟုတ်ရော့သွားတာကလည်းမအဲသူတို့အိမ်ကြီးအဆင်ပြေလို့ပြန်နေကြတာလားဒါမှမဟုတ်တခြားနေရာကိုပြောင်းပြီးနေကြတာလားဘယ်လိုဘယ်လိုလဲဗျဒီသူတို့ကဟိုကအိမ်ငှားနေဆိုရင်သူတို့ကရုံးကတကယ်မပြတ်ဖဲနဲ့လာနေတဲ့ဟာဆိုလဲလက်မခံသလိုဟိုကျူးတဲရဟာတွေဆိုရင်လည်းသူကလက်မခံတကယ်ပြက်လို့လာတဲ့သူကိုလက်ခံတယ်နောက်ပြီးတော့ဟိုအမတိုက်လို့ဟာမျိုးဆိုရင်ဘေးမှာပြိုကျမှာကြောက်လို့ပါညာဆိုရင်အဲ့ဘေးကပတ်ဝန်းကျင်လာတဲ့ဟာတွေရှိတယ်ဟုတ်ကဲ့အဲ့လိုဟာလေးတွေရှိတယ် တကယ်ပြက်လို့ဟိုလာနေကြတဲ့လူတွေထဲမှာပေါ့လေဟာသူတို့ပြန်ပြီးတခြားကိုပြောင်းသွားတဲ့လူတွေလို့ဒါမှမဟုတ်ပြန်အဆင်ပြေလို့ပြန်သွားတဲ့လူတွေရောရှိလားဗျအဲအဲ့လိုလူလည်းရှိရဲဒါပေမဲ့ရန်ကုန်ကဟာတွေလို့ဘာတွေလို့ဆိုရဲဒီမှာခဏဝင်တဲတာတို့ပါဘူးလေအဲအဲ့လိုဟာတွေကလည်းပြန်သွားကြတယ်သူတို့မေးတယ်ဒီမှာရှိရောလေဟိုတိုက်ပြိုတဲ့တွေထဲမှာပါလို့ဆိုလာကြတယ်လေဒီမှာနေပြရစီဆိုသူတို့တရက်နှစ်ရက်နေတယ်အဲ့လိုဟာတွေလည်းပြန်တဲ့ဟာတွေလည်းရှိရဲဟုတ်ကဲ့တကယ်အဲအိမ်ထိခိုက်ထားလို့ပေါ့လေလာနေပြီးတော့မှဟော အခုဒီမေလာနေ့ရက်နေ့ချိပေါ့လေဒီမှာကြံနေတဲ့လူနဲ့မရှိတော့တဲ့လူအချိုးစားလေးပြပြပေးလို့ရမှာအဲအချိုးစားလေးကတော့ခုလောလောဆယ်တော့အမားတို့ဒီမှာလက်ရှိရှိရအိမ်နောက်စု65ဦးသာတော့ကြံသေးတယ်အဲ60ကျော်ကတော့ဒီနေ့ကနေစပြီးတော့ကန်ဆယ်လုပ်ထားတယ်အမားတို့ဟုတ်အဲ့ဒီအရာတွေကတော့ဟိုအိမ်အဆင်ပြေလို့လာကြဟောအဲ့လိုအိမ်အဆင်ပြေလို့တဲ့တချို့ကအိမ်ကတချို့ကကျတော့အဲ့လိုလေလမ်းမှာငကိုကနေကျူးနေတဲ့ဟာတွေကိုရက်ွက်ရုံကလက်မခံဘူး အကြတော့အဲ့ဒါလေးကိုဖယ်ပေးပါဆိုလို့သူတို့ရုံးကလာထိုင်ပြီးတော့မားတို့ဒီမှာလာပြီးတော့မနေ့နေ့လည်းနေပြီးတော့ဆောင်ရွက်ပြီးတော့မနေ့ကလည်းဟိုလူကြီးခရီးစဉ်လည်းရှိရတယ်ဒီကိုလာကြည့်သွားတဲ့တိုင်းမှုတွေအဲသူတို့ကနေပြီးတော့စီစဉ်ပေးပါဆိုလို့လုပ်ပေးတယ်ဟုတ်ကဲ့စားရေးတောက်ရေးကဘယ်လိုရှိလဲဗျအဲစားရေးတောက်ရေးကတော့ထမင်းကတော့ဟိုဟာ WCK ကနေတိုင်းရှိတယ်နေ့လည်းစားအညနေစားကတော့အဲ့လိုအလူရှင်တွေလာရင်အမားတို့နဲ့ဒီလမ်းဘေးမှာလာလို့လူသွားရင်လည်းရတယ်လို့တစ်ခါတလေလည်းမရှိဘူး တောက်ရည်3ရောက်ဘယ်လိုမျိုးတောက်ရည်3ရောက်တောက်ရည်ရောက်အဲ့ဗရမဆရာတော်ကလူထားတဲ့အဲ့ရေတန်းဆက်ရှိတယ်ရေတန်းမှုတွေလာလူထားရှိတယ်ဟုတ်ဒီရင်လုံးအင်နာအခြေအနေရောက်ဘယ်လိုရှိလဲအင်တာကတော့သူတို့ကလာလူမယ်ဆိုပြီးတော့လူလဲဟာမရှိသေးဘူးမတို့လောလောဆယ်ကိုဗစ်စင်တာမှာလောက်ထားတဲ့အင်တာ၅လုံးမတို့ဖွင့်ပေးထားတယ်အဲအဲ့လက်တလောအဲ့မှာပဲသူတို့တက်ဖွင့်ပေးထားတယ်ဟောအဲ့ဒီ၅လုံးမှာပဲအားလုံးမြတ်သွားကြတာပေါ့အခုလာမယ်တဲ့ဟိုတောင်ထိပ်ကို၅လုံးဆိုတော့မလာသေးဘူးလာတော့ပြောသွားတယ် အခုပေါ်လေအမားတို့လို volunteer တွေပေါ့ကိုယ်တိုင်လည်းအိမ်ကြီးခိုက်ထားတယ် volunteer လည်းဝင်လုပ်နေတယ်လူတွေကဟိုမှာဘယ်လိုပြောမလဲအင်အားထက်လိုသေးလားဗျဘာလို့လိုရချက်တွေရှိလဲဗျအဲအင်အားတော့မလိုပါဘူးဒီ30ကျော်ရှိရဲဆိုတော့အမားတို့ကခုလောလောဆယ်ခက်ခဲနေရအဲ့သူတို့အဆင်မပြေတာလေးတွေအမားတို့လိုက်ဖြည့်ဆည်းပေးတယ်ခုလိုပြန်ရတဲ့ဟာတွေကကြလည်းအမားတို့ထိခိုက်တယ်လို့ပြောကြတယ်ပေါ့ဒီຢာတွေပြန်ရတဲ့အတွက်အဲ့ဒါကြကြလဲမားတို့လည်းစိတ်မကောင်းပါဘူးခက်ခဲတော့မားတို့ဂုံကူညီပေးထားတဲ့ဒါကတော့ခု ရုံးနေကနေပြီးလိုက်လာတဲ့အတွက်အမတို့လည်းစိတ်မကောင်းပါဘူးလို့ဟုတ်ကဲ့မအခုလိုဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်အာမန္တလေးမြို့ကမဟာအောင်မြင်မြို့နယ်ရဲ့အာကစားကွင်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီမဟာအောင်မြင်မြို့နယ်ကအာကစားကွင်းထဲမှာဆိုရင်ကျွန်တော်တို့ Red Cross Society of China ကနေပြီးတော့မှဒါယာယီတဲတွေထိုးပေးထားတာကိုတွေ့ရတယ်ခင်ဗျအဲဥယတောင်ဝင်ကဒီမှာအကွက်ဥယတီမဟာအောင်မြင်မြို့နယ်ရဲ့အကွက်နှစ်ရှိသေးရုံးသားရက်ကွက်ရဲ့ ွက်မှုပေါ့လေဒီမှာတာဝန်ချမ်းသာမှာဒီမှာရှိရဲ့အင်းဘေးအတင်းတဲ့လူတွေကိုကုနီကယ်ဆယ်ရေးအတွက်ကုဦးရလုပ်ပေးနေရတာပေါ့ကွယ်တဲစခန်းလေးထိုးထားတွေ့ရပေါ့အဲ့ဒီအရေအတွက်လေးတစ်ချက်လောက်အဲကွက်တဲ့လူရတရားရှိရဲ့ကွယ်လူရရောခုနပြောလို့၄00နဲ့၃00ရှိတယ်လူရအလုံးပေါင်းတိုးလာလားဗျခုအကုန်ခုကဖေးတိုးလာတာခုအအောင်ဒီနေ့ရှိဆိုရင်၄00နဲ့၃00ရှိသွားပြီဒီမှာပေါ့လေဟိုလေစာဝတ်နေရရောဘယ်လိုမျိုးစာဝတ်နေရအရင်တော့ကတော့ဟိုဖြစ်ကတည်းကတော့ညမနဲ့သမင်းဟင်းရောလာတယ်အေးရေကုန်လာကြတယ်ပေါ့ကွာ ခုရဲ့ဘိုင်းတော့သူကြီးကျဲသွားပြီးတော့ခုကမနေ့ပိုင်းတစ်ချိန်ပဲသမင်းသာပူကြတယ်ဟုတ်ကဲ့ဒီကနေပြီးတော့မို့လေလေဟိုအိမ်အစင်ပြေသွားလို့ဒါမှမဟုတ် တခြားနေရာကိုပြောင်းသွားတဲ့လူတွေရောရှိလာဗျာအဲ့အဲ့မရှိသေးဘူးကွဟောတိုးလာတာပဲရှိတိုးလာတာပဲရှိသေးတယ်ဟုတ်ကဲ့ပါဟုတ်ယခုရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့ကကုသိုလ်တော်ဖရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီကုသိုလ်တော်ဖရာဝင်အတွင်းမှာဆိုရင်ကျွန်တော်တို့ဒီကျုံပေး12လမ်းကနေဒီသူတမဆေးရဲ့တန်းက ငလင်ဘေးဒုက္ခတွေတွေကိုကျွန်တော်တို့ဒီမှာဖျားဝင်းအတွင်းမှာဒီပြောင်းရွှေ့ပြီးနေရာချထားတဲ့အနေအထားကိုတွေ့ရပါတယ်။ရှင်းပါဆိုရင်ကျွန်တော်တို့ဒီမိုးလုံးလေးလုံး light scan တွေကိုတွေ့ရတယ်။ဒါဒီမှာဆိုရင်ကျွန်တော်တို့ကျုံဘေးနဲ့ဒါသုတမဆေတန်းမှာအဲငလင်ရှောင်နေကြတဲ့ဒီအခက်ခဲဖြစ်တဲ့လူတွေကိုတေချာလေးတကယ်အခက်ခဲဖြစ်တဲ့လူတွေတကယ်အိမ်ပြိုသွားတဲ့လူတွေကိုအဲတေချာလေးစီစစ်ပြီးတော့မှရွေးချယ်ပြီးတော့ ဒီစခန်းမှာလာရောက်ပြီးတော့နေရာစီစဉ်ပေးထားတယ်လို့ကြားသိရတယ်ဒီကတာဝန်ရှိသူရှိသူနဲ့လည်းတွေ့ရမင်းများပါမယ်ခင်ဗျအာကျွန်တော်နာမည်လွန်ကိုဦးပါဦးတော်ရေဘကနေပြီးတော့ကျွန်တော်အင်တာဆက်ဘူးသူဦးကြီးပြီးတော့ဒီကိုခေါ်လာတာပေါ့ကျွန်တော်အုတ်ကြီးကျွန်တော်ဦးတော်ဥက္ကရာရေတာဝန်ပေးချက်ရကျွန်တော်ဒီမှာသူတို့ဦးကြီးပြီးတော့ဒီကိုခေါ်လာတာပေါ့ဒီကျွန်တော်ဆန္ဒမဏိညောင်မဟုတ်ပေါ့နော်ဒီကဆန္ဒမဏိညောင်မဟုတ်ကုသိုလ်တော်ညောင်မဟုတ်ဝင်းနေဟိုလိုဒီမှာတော့ရတယ် မင်းရရှောင်းပေါ့မင်းတို့ကလည်းသူပြည့်စည်တဲ့စကားနဲ့မှာဟိုအာခေါ်လာအာလူကြီးကတိုးသွားလာရော့သွားလာဗျအဲအင်းအောင်စုစုနဲ့လူ9ယောက်တော့တိုးတာပေါ့အခုလက်ရှိမှာစုစုပေါင်းလူကြီးဘယ်လောက်ရှိလဲဗျ130နဲ့8ယောက်ဒီမှာအင်းအောင်စုက30နဲ့8စုပေါ့ဟုတ်ဒီယာယီတဲကရောဘယ်နှလုံးလောက်ရှိလဲ78လုံးအဲအကိုတို့ကပထမဟိုပါမှာဟိုဒီကျုံးပြီးပြည်မာဇီယတန်းမှာဒီလိုငရင်ရှောင်းရာရဲနဲ့အဲ့သူရက်ွက် ဆိုင်ရဆိုင်ရနဲ့ပုတ်ခဲ့ပြီးတော့အခုတို့ဒီအခုဒီဆန္ဒမဏိကန့်ကိုအခုတို့စိတ်မချရတဲ့လူတွေအန်ရရှိတဲ့လူတွေပို့လိုက်တော့ဒီမိသားစု38စုကဒီကိုပါလာပါတော့။ကျန်တဲ့သူပြန်လို့ရတဲ့လူကတော့သူတို့ဟိုမှာတက်ကသူစီစစ်ပြီးပြန်ထွက်လိုက်တာ။ဒီကိုကျုံးမိမှာတက်ကဒါအန်ရရှိတဲ့လူတကယ်ပို့ရဲ့လူအိမ်ဆောင်သွားတဲ့လူတွေပဲအခုတို့ဒီကိုပါလာတာပေါ့။အစိုးရတော်ရှင်လျာအခုတို့ခုမနက်ပိုင်းဆိုရင်ဒလူစီကြီး အဲ့ကနေပြီးတော့ကိုရထမင်းဘူးပို့တယ်။ငါကျတော့အခုသူကိုရစကိုင်းနဲ့စကိုင်းနဲ့ကညမနဲ့ပေါ့။ဆိုတော့ထမင်းဘူးတယ်ပေါ့နော်။ကြံတဲ့လူရှင်လေးတွေရှိရရှိရပေါ့။လာကြတယ်။ဆိုအစားတော့လာလူတွေ၊မုတ်လာလူတွေ၊ရေလာလူတွေလူပေါ့နော်။အခုလိုဖြစ်ကြပြတဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါ။ကျေးဇူးပါခင်ဗျ။ကျွန်တော်တို့2025ခုနှစ်မေလ2ရက်နေ့မှာဆိုရင်ဒီမန္တလေးမြို့ကဒီဒုက္ခတဲ့စခန်းတွေကိုတွားရောက်ပြီးလေးလာခဲ့ပြီးတော့တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရာ ဒီဒုက္ခတဲ့စခန်းအသီးအသီးမှာလူရည်အားဖြင့်100ကနေမှ400ဝန်းကျင်ခန့်ယာယီသည်တွေမှာနေထိုင်နေကြရဆဲဖြစ်တယ်လို့ကြားသိရပါတယ်အဆိုးဆုံးကတော့ကျွန်တော်တို့မန္တလေးမြို့စိန်ဖန်းရက်ကတဲချင်းရက်ကွန်မှာဆိုရင်ဒါငလင်းတန်းကောမီးလောင်တန်းကောခန်းစားခဲ့ရတဲ့အတွက်ဥမဲ့အိမ်ပဲဖြစ်ပြီးတော့ဒီလူရည်2000ဝန်းကျင်ခန့်ဒီယာယီသည်တွေမှာနေနေရဆဲဖြစ်တယ်လို့ကြားသိရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လူရည်15သိန်းခန့် ရှိတယ်မန္တလေးမြို့ကြီးမှာလူဦးရေ3000ကနေ9000ဝန်းကျင်ကြားမှာကျွန်တော်တို့ယာယီတဲစခန်းတွေဒုက္ခတဲစခန်းတွေမှာနေနေရဆဲဖြစ်တယ်လို့ခမန်းချီအကြံအဖင့်သုံးသပ်ရပါတယ်ခင်ဗျအိမ်အပြင်မှာလမ်းမတွေပေါ်မှာနေထိုင်ကြတဲ့လူအများစုကသူတို့ရဲ့အိမ်တွေမှာပြန်လည်ဝင်ရောက်နေထိုင်ကြပြီလို့ကျွန်တော်တို့ရေဖူးရတက်ဆရပါတယ်ခင်ဗျအများစုကဝင်သွားကြပါပြီဒါပေမဲ့သူတို့ပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့အနေအထားမှာ တို့ရဲ့နေအိမ်တွေကဘလောက်ထိလုံခြုံစိတ်ချရလဲဆိုတာအာဏာပိုင်တွေကရောဘလောက်အထိလာရောက်စစ်ဆေးပေးပြီးတော့အနေရကင်းချောင်းအတီးပြုတ်ချက်ပေးပြီးပြီဆိုတာကတော့ကျွန်တော်တို့အတိအကျမသိရသေးပါဘူးအပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့သူတွေအနေနဲ့လည်းတစုံတရာစိုးရင်စိတ်နဲ့နေထိုင်နေကြတယ်လို့ပဲယူဆကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ